1960ခုနှစ်စစ်အေးကာလအလယ်မှာဆိုရင်ဆိုဗီယက်ရုရှားက project တွဲလို့ခေါ်တဲ့လိုအပ်သိပ္ပံစမ်းသပ်မှုတစ်ခုကိုလှုပ်ဆောင်နေတယ်လို့သတင်းထွက်လာခဲ့ပါရီး။ အဒီစီမံကိန်းတာအောင်မြင်သွားမယ်ဆိုရင်တော့စစ်ပွဲလောကမှာဂိမ်းအပြောင်းအလဲတစ်ခုဖြစ်သွားနိုင်ပါပြီ။ဒါပေမဲ့အန်ဒီယံများလွန်းတယ်လို့ယူဆတဲ့အတွက်ပိတ်ပစ်လိုက်ရပြီးအဒီစီမံကိန်းမှာအလုံးလုံးနေခဲ့တဲ့သိပ်ပံပညာရှင်တွေကိုလည်းရှင်းထုတ်ဖို့လိုအပ်လာခဲ့ပါပြီ။စီမံကိန်းရဲ့အထောက်အထားအလုံးကိုဖျက်ဆီးဖို့အတွက်စ조사ကြပေမဲ့သိပ်ပံပညာရှင်၃ယောက်ကတော့လွမြောက်သွားခဲ့ကြပါပြီ။နှစ်တည်ကြပြီးရနောက်2016ခုနှစ်ဖေဖော်ဝါရီလမှာပဲဝါရှင်တန် DC မှာဟန်ဒါဆန်ဆိုတဲ့လက်နက်ကုန်တွေကငီလာခန့်တစ်ခုကိုကျင်းပခဲ့ပါပြီ။ အဲ့ဒီပွဲမှာဆိုရင်သူကစီမံကိန်းအသစ်တစ်ခုကိုထုတ်ဖို့ပြပြီးတော့ယင်းဒီမြုံနှံသူ ਈ ကိုငွေဝေအများကြီးရလာစီမဲ့အပြင်အမေရိကန်ကိုလည်းလက်နက်လုပ်ငန်းမှာထိတ်ဆုံးနေရရအောင်လုပ်ပေးမယ်လို့ပြောခဲ့ပါရင်းတချိန်တည်းမှာပဲရုရှားကဟိုတယ်တစ်ခုမှာကာရဲဆိုရဲဘဲပွိုင်းကရုရှားအစိုးရဖွဲ့ဝင်တယောက်ရဲ့အခန်းထဲခိုးဝင်ပြီးတော့ပိတ်သိမ်းထားပြီးသား project သွဲ file ကိုခိုးယူဖို့စူးစမ်းနေပါရင်းသူတယောက်တည်းမဟုတ်ပါဘူးသူရဲ့တငယ်ရှင်ဘရူနိုကလည်းဟိုတယ်ပတ်ဝန်းကျင်ကိုစောင့်ကြည့်နေခဲ့ပါရင်း အဲ့ဒီနောက်ပိုင်းကာဝေကဘဲပွိုင်အစ်စ်မဟုတ်ဘဲနဲ့အေဂျင့်တယောက်ဖြစ်တယ်ဆိုတာပေါ်လာခဲ့ပါရီအဲ့ဒီအချိန်မှာဘရူနိုကလုံချွေးအရာရှိနေရအခန်းစီလာနေတာကိုတွေ့လို့ကာဝေကိုချက်ချင်းတတိပေးလိုက်ပါရီကံကောင်းစွာနဲ့ပဲကာဝေကအချိန်မီပုံရှောင်နိုင်ခဲ့ပါပြီအရာရှိနေရအခန်းထဲကိုဝင်လာတဲ့အခါမှာကာဝေကတယောက်ကိုရှင်းတော့လိုက်ပြီးဘရူနိုကကျန်တဲ့တယောက်ကိုဖယ်ရှားလိုက်ပါရီ သူတို့လိုရှင်တဲ့ဖိုင်ကိုရယူပြီးဟိုတယ်ကနေထွက်သွားကြပါလိမ့်။တချိန်တည်းမှာပဲမိုင်အမီမှာရှိတဲ့မာဖီးယားစီးပွားရေးတမားတယောက်ရဲ့ကလပ်မှာဆိုရင်တာဘဲဆိုရဲကဒုံးနဲ့လူတယောက်နဲ့သူ့ရဲ့တငယ်ရှင်အိုင်ရီနိုတို့ကိုပါတီပွဲလူအုပ်ထဲမှာတွေ့ရမှာပါ။သူတို့ကအချက်လက်တွေဖလှယ်ဖို့အတွက်စီစဉ်ထားတဲ့မာဖီးယားခေါင်းဆောင်စီသွားကြပါလိမ့်။အပေးယူစကားပြောရင်းနဲ့ပဲတာဘဲကပြောင်းဆုံးနေခဲ့တဲ့ project တွေတိတ်ပတ်ပညာရှင်တယောက်အကြောင်းမာဖီးယားကိုမြေပါရီမာဖီးယားကအဆက်အသွယ်များတဲ့လူဖြစ်လို့အဲ့ဒီတိတ်ပတ်ပညာရှင်က ဘယ်မှာရှိတယ်လဲဆိုတာကိုသိတယ်လို့ပြောပါရင်းထားပဲနဲ့အိုင်ရီနာတို့ရှာဖွေနေတဲ့လူဟာမူရဲ့ရာစာတယောက်ဖြစ်သွားပြီလို့ပြောပြပါရင်းမာဖီးယားကသိပ်မှတ်ပညာရှင်ရဲ့တည်နေရအတွက်ငွေအများအပြားတောင်းပါရင်းတာဘဲကမာဖီးယားအဖွဲ့တာဝေကိုရှင်းပြလိုက်ပြီးတော့အိုင်ရီနာကမာဖီးယားခေါင်းဆောင်ကိုတနက်နဲ့ချင်းချောက်လိုက်ပါရင်းမာဖီးယားစီမှာရွေးချယ်စရာမရှိတော့ဘဲနဲ့သိပ်မှတ်ပညာရှင်တည်နေရကိုအခမဲ့ပြောပြလိုက်ရပါရင်း တိတ်မှန်ပြန်ရှင်ကစီးရီးယားမှာရှိတယ်လို့ပြောပြပါရင်တီနီယာရရှိပြီးတော့ထားဘဲနဲ့အိုင်ရီနာတို့ကကလပ်ကနေထွက်ဖို့အတွက်ရုံးရင်းဆန်ခတ်ဖြစ်အောင်ဖန်တီးလိုက်ကြပါရင်နောက်တနေ့မှာအိုင်ရီနာထားဘဲဘရူနိုနဲ့ကာရီတို့ကကယ်လီဖိုးနီးယားကလော့အင်ဂျလီမှာရှိတဲ့ဟိုတယ်တစ်ခုမှာအပန်းဖြေကြပါရင်သူတို့ဟာ project တွဲကိုရှောင်ပြဖို့အတွက်ငားထားတဲ့ငွေကြေးနဲ့အယူထားတဲ့စစ်သားဝင်ဖြစ်တယ်ဆိုတာပေါ်လာခဲ့ပါရင်ဟန်ဒါဆန်ဆိုတဲ့သူတို့ကငားထားတဲ့လူကလာပြီးတော့ငွေကြိုပေးသွားပါရင်ဂျန်တဲ့ငွေကတော့ project တွဲရဲ့ ကိုအော်ဒီနေတဲ့ကိုရောင်အထဲကိုဝင်ဖို့တော့ဝေရမှာပဲပေးမယ်လို့ပြောပါရီဟန်ဒါဆမ်က project တွဲကိုရှာတာဟာနမူနာဝင်နဲ့ဆွဲဆက်တန်းတွေရဖို့ပဲဖြစ်ပါရီဆွဲဆက်တန်းတွေက project တွဲကိုဘယ်လိုမျိုးပြန်လုပ်ရမှာလဲဆိုတာပြောပြလိမ့်မယ်လို့တူထင်ပါရီဟန်ဒါဆမ်ထွက်သွားပြီးတဲ့နောက်ဘရူနိုကကာရီနာတာဘဲနဲ့ကာရိုနဲ့အတူငွေခွဲယူပါရီပြီးတော့သူတို့ဟာအလန်းဆွဲအဖွဲ့ထဲကနောက်တစ်ယောက်ရှိနေသေးတဲ့အကြောင်းသိလျက်ပြီး သူက project တွေဟာ brainm ဆိုတဲ့သိပ္ပံပညာရှင်ကိုဖမ်းဖို့အတွက်စီစဉ်နေခဲ့ပါပြီးကဝိနာကိုအလန်အားကူညီဖို့အတွက်တာဝန်ပေးလိုက်ပြီးတော့ bruno နဲ့ caro ကစီရီးယားကိုတွားက project တွေကနောက်သိပ္ပံပညာရှင်တယောက်ကိုလိုက်ရှာဖို့ဖြစ်ပါပြီးအတူချုံပြောမယ်ဆိုရင် bruno နဲ့ caro ဟာစီရီးယားကိုရောက်သွားကြပါပြီး bruno ကသိပ္ပံပညာရှင်စီကနေမွေးရည်စေးဝယ်ရှင်အောင်ဆောင်းလိုက်ပြီးတော့ကားကအဝေးကနေစောင့်ကြည့်နေခဲ့ပါပြီး တိတ်ပံပညာရှင်တွေကဘရူနိုကိုစေဝါဝီကြည့်ဖို့ခေါ်တွားခဲ့ပါပြီ။ဒါပေမဲ့အယောင်ဝဲလုံနေတော့ကားနဲ့ဘရူနိုကတိတ်ပံပညာရှင်ရဲ့လူအလုံးကိုစတင်ရှင်းထုတ်ပြပါပြီ။ပြီးတော့ဘရူနိုကသူဟာစေဝါလာဝဲတော့မဟုတ်ပဲနဲ့ project တွဲရဲ့ကိုရောင်တီနေရသိရှင်တဲ့အတွက်လာတာဖြစ်တဲ့အကြောင်းဖွင့်ပြောလိုက်ပါပြီ။ဒါပေမဲ့အဲ့ဒီတိတ်ပံပညာရှင်ကစီမံကိန်းအကြောင်းဘာမှမပြောရဖို့ချိန်ဆထားတဲ့အတွက်ဘရူနိုကိုမပြောပြရှင်ပါဘူး။ ဒါကြောင့်ဘရူနိုနဲ့ကာရုကသိပ်ပံမီယာရှင်ကိုအဲ့ဒီမှာတင်တပ်ပြလိုက်ပါရင်တစ်ချိန်တည်းမှာပဲအလန်ကဘတ်စကာပေါ်မှာရှိပြီးတော့ဘရိုင်ယမ်ဆိုတဲ့လူရဲ့အနောက်မှာထိုင်နေတာကနေရုတ်တရက်တနက်ကင်ထားတဲ့လူတယောက်ဘတ်စကာပေါ်ခုန်တက်ပြီးသိပ်ပံမီယာရှင်ကိုမူချုပ်ဆိုပြီးအော်ခေါ်လာခဲ့ပါရင်အဲ့ဒီလူကပြစ်ဖို့အတွက်လုံနေတော့အလန်ဟာသူ့ရဲ့တနက်နဲ့အဲ့ဒီလူကိုပြစ်ပြီးတော့ဘရိုင်ယမ်ကိုသူနဲ့အတူလုံခြုံတဲ့နေရာစီလိုက်ခဲ့ဖို့ပြောလိုက်ပါရင်သူတို့အဲ့ဒီနေရာကိုရောက်ပြီးမကြားခင်မှာပဲကတရီနာကလာခေါ်ပါရင်သူမဟာဘရိုင်ယမ်ကိုတာပဲစောင့်နေတဲ့မြေရောက်ခန်းစီခေါ်တော့ပါရင် တာဘေကဘရယံကိုဆိုဗီယက်စစ်တပ်ယူနီဖောင်းဝတ်ထားတဲ့ project တွေတိတ်ပန့်ပြရရှင်နေတဲ့အတူတူရှိနေတဲ့ဓာတ်ပုံတစ်ပုံကိုပြလိုက်ပါပြီ။နောက်ပိုင်းအလမ်ကဘရူနိုကိုဘရယံဖမ်းမိပြီးဖြစ်ကြောင်းပြောလိုက်ပြီးဘရူနိုကလည်းရုရှားတယောက်ကသူ့ကိုစောင့်ကြည့်နေတယ်လို့ပြောပါပြီ။ဘရူနိုကလည်းသူတတ်ထားတဲ့ပထမတိတ်ပန့်ပြရရှင်အလောင်းဓာတ်ပုံကိုအလန်စီပို့ပြလိုက်ပါပြီ။ဖုန်းဆက်ပြတာနဲ့သူဟာကားကစပွဲအပေါ်မှာငွေရည်နေတဲ့အခန်းတဲကိုဝင်သွားပြီးတော့မြောက်ကိုရီးယားကလူနှစ်ယောက်ကလည်းအဲ့ဒီမှာရှိပါပြီ။ သူတို့ဟာမြောက်ကိုရီးယားနေရောက်စီကငွေရထားတာဖြစ်ပြီးတော့အဲ့ဒီနေရောက်ကသိပံပညာရှင်ရဲ့စေဝဝေကိုဝယ်ယူထားတာပါမြောက်ကိုရီးယားဝေထွက်သွားပြီးတော့ဘယ်လိုအကြောင်းကြောင့်မှမသိဘရူနိုဟာကားကိုတတ်ပြစ်လိုက်ပါပြီတစ်ဖက်မှာတော့ကက်ထရီနာကဘရိုင်ယန်ကိုဘရူနိုတတ်ထားတဲ့သိပံပညာရှင်ရဲ့ဓာတ်ပုံအားပြပြီးတော့ project သွဲကိုရောင်တီနီယာပြောဖို့ချင်းကြပါပြီအဲ့ဒီနောက်ဟန်ဒါဆန်ရောက်လာခဲ့ပြီးသူဟာ project သွဲမှာလူမြောက်ခဲ့တဲ့သိပံပညာရှင်တယောက်ဖြစ်ပြီးတော့ဘရိုင်ယန်နဲ့မူရစီသမားတို့နဲ့အတူအလုပ်လုပ်ခဲ့ဖူးတဲ့အကြောင်းပေါ်လာပါပြီဘရိုင်ယန်ကသူ့ဘာကြောင့်ရုရှားကိုတိစာဖောက်ခဲ့ရတယ်လဲ ို့မေးလိုက်တဲ့အခါမှာဟန်ဒါဆမ်ကသူဟာရုရှားလူမျိုးမဟုတ်တော့ဘဲနဲ့အမေရိကန်ဖြစ်သွားပြီဖြစ်တဲ့အကြောင်းဝန်ခံပါရီဒါအပြင် project တွေဆွဲစတန်းတွေကိုသူ့ရဲ့ကိုပိုင်စီးပွားရေးအကျိုးအမြတ်အတွက်လူရှင်ချောင်းတွေဝန်ခံခဲ့ပါရီ Brian ကအဆောက်အဦအထဲကိုဝင်ခွင့်ရှိတဲ့တူထဲသောလူဖြစ်လို့ Henderson မှာသူတို့ကိုနေရာစီလမ်းပြခိုင်းလိုက်ပါရီအဆပိုင်းမှာ Brian ငင်းသေးပေမဲ့သူ့ရဲ့မိသားစုကိုချိန်ချောင်းလိုက်တော့နောက်ဆုံးမှာအ short ပေးလိုက်ရပြီးကိုရောင်တီနေရာကိုပြောပြပါရီ Brian မှာကိုရောင်မီပုံကိုထုတ်ပြပြီးတော့ အချက်အလက်တွေကိုပြောပြပါရင်သူကဝင်ဖို့အတွက်တော့တခုလိုအပ်တဲ့အကြောင်းနဲ့အဲ့ဒီတော့ကသူ့ရဲ့တငယ်ရှိဟောင်းစီမှာရှိတဲ့အကြောင်းပြောပြပေးမယ်အထဲကိုရောက်သွားမယ်ဆိုရင်သူတို့ပြိမိသွားမှာတတိပေးလိုက်ပါရင်အဲ့ဒီနေရာကဝေးလွန်ပြီးတော့ပြင်ပလူတွေအတွက်ထွက်ပေါက်မရှိတဲ့နေရာလည်းဖြစ်ပါရင်သူတယောက်သေးတာလေးလမ်းကြောင်းတိတဲ့လူဖြစ်လို့ဟန်ဒါဆန်ကဘရိုင်ယမ်ကိုသူတို့ရဲ့လမ်းပြအဖြစ်အဆောက်အဦရဲ့အခြေခံအခန်းတီခေါ်သွားစီခဲ့ပါရင်နောက်တနေ့မှာတော့သူတို့က project တွဲကိုရှာဖွေမဲ့ကြီးမားတဲ့ mission အတွက်အဆင့်အဖြစ်သွားကြပါရင်ဘရူနိုကတာဘေကို ကားအကြောင်းလိမ်ပြောပါရီကားဟာမူရင်ဆေးရရောင်းဝယ်လုံနေတော့မြောက်ကိုရီးယားဝီကပြစ်ခတ်လို့တည်ဆုံသွားတဲ့အကြောင်းပြောခဲ့ပါရီအတူချုံပြောမယ်ဆိုရင်သူတို့ဟာရုရှားမှာရှိတဲ့ဖေအားကြောင့်တခုကိုကိုရောင်တခါရဲ့တော့ကင်ထားတဲ့ဘရိုင်ယာမြက်လွတ်ဖို့ကင်ဖဲနဲ့တွေ့ဖို့တွားခဲ့ကြပါရီဒါပေမဲ့သူတို့ရောက်သွားတဲ့အခါမှာသူတို့ရှာနေတဲ့လူကတင်းနေတာကိုတွေ့လိုက်ရပါရီအဲ့ဒီအခါမှာဘရိုင်ယာကတော့ကိုအဲ့ဒီလူရဲ့ဝမ်းပိုက်ထဲမှာဝက်ထားတယ်လို့ပြောလိုက်တော့ဘရူနိုကအလောင်းကိုခွဲစေပြီးတော့ကိုထုတ်ယူခဲ့ပါရီ တော့ရပြီးတော့သူတို့က Brian ရဲ့ညွန်ကြားချက်အတိုင်း ground zero ကိုတန်းသွားကြပါရင်လမ်းကြမှာဆိုရင် Brian ကကိုရောင်အထဲမှာဘယ်တော့မှအတုံးမပြုတ်တဲ့လက်နက်တွေအကြောင်းတတိပေးပေမဲ့သူတို့ဟာသူတို့ရဲ့အလုပ်ကိုပဲလုပ်နေတာဖြစ်လို့တိတ်ပြီး queue မဆိုင်ခဲ့ပါဘူးသူတို့ကဆုံးပြထားတဲ့ဖျားရှိခိုးကြောင်းတစ်ခုရအောက်မှာရှိတဲ့ကိုရောင်ဝင်ပေါက်စီကိုရောက်ရှိသွားကြပါပြီး မြောက်ခန်းစီဦးတီတော်နဲ့လေကားကနေဝင်လိုက်ကြပါလိမ့်အောက်ဆုံးထိရောက်သွားတဲ့အခါမှာဘရယမ်ကဒီနီယာဟာဒုတိယကမ္ဘာစစ်အတွင်းတိစောက်ခဲ့ပြီးတော့တချိန်ကဆိုဗီယက်တပ်သား600နေထိုင်ခဲ့တဲ့နေရာဖြစ်တဲ့အကြောင်းပြောပြပါလိမ့် အထဲကိုရောက်သွားတဲ့အခါမှာကိုရောအထဲကိုဝင်ရတဲ့လက်စစ်တော့တစ်ခုတည်းရှိတာကိုတွေ့ရပါရင်ဒါပေမဲ့အက်ဒီတော့ကိုအပြင်ဖက်ကနေပဲဖွင့်နိုင်တာဖြစ်လို့ကတရီနာကိုအက်ဒီအလုတ်အလုတ်ဖို့တာဝန်ပေးပါရင်ဘရိုင်ယန်မှာတာပဲနဲ့ဘရူနိုတို့ကိုအခန်းတစ်ခုစီသွားပြီးတော့ဇွဲစတန်တီရှာဖို့ပြောပါရင်အက်ဒီအတွင်မှာအလမ်ကအဓိကတကားနဲ့ကိုရောကိုဖောက်ခွဲဖို့ရန်နေတက်စင်ရန်တာဝန်ယူပါရင်အလမ်ကရန်နေအောင်မြင်စွာတက်စင်နိုင်ခဲ့ပေမဲ့ရုတ်တရက်မျက်နှာဖုံးတတ်ထားတဲ့မီးလောင်ဆက်ကင်ထားတဲ့ဆူပီယာစစ်သားတို့ဟာသူ့ကိုရှီးကပ်လာခဲ့ပါရင် အချိန်မီကက်ထရီနာရောက်လာခဲ့ပြီးတော့စစ်သားကိုတနတ်နဲ့ချိန်ထားလိုက်ပါပြီစစ်သားကရှီကလာတဲ့ခါမှာအလန်နဲ့ကက်ထရီနာနေရာလုံးစပြစ်ကြပါပြီဒါပေမဲ့စစ်သားလဲမတော်ပါဘူးကြီးစံတရောက်ထက်ဖို့ပြီးပြစ်မှာပဲ သူ့ကိုလဲအောင်ပြင်နိုင်ခဲ့ပါတယ်တနတ်တန်ကြားသွားတဲ့အခါမှာတာဘေကဘရူနိုနဲ့ဘရိုင်မ်တို့ကိုထားခဲ့ပြီးအလမ်နဲ့ကက်ရီနာစီကိုတွားခဲ့ပါတယ်မကြာခင်သူတို့ဟာဘရူနိုကိုဆက်သွယ်လို့မရတော့တာသိလိုက်ရပြီးတော့တာဘေကသူနဲ့ဘရိုင်မ်တို့ကိုလိုက်ရှာဖို့တွားပါတယ်ကက်ရီနာနဲ့အလမ်တို့ကတော့ကိုရောင်ကြီးအဓိကတကားဖောက်ခွဲဖို့မှာခဲ့ပါတယ်အလမ်နဲ့ကက်ရီနာတို့ဟာအဓိကတကားကိုဖောက်ခွဲဖို့အတွက်ပြင်နေတော့မှပဲဘုံကဘာကြောင့်မှမတိပေါက်မတွားတော့ပါဘူး ဲ့ဒီအခိုင်မှာပဲရုတ်တရက်နောက်ထပ်စစ်သားတယောက်ပေါ်လာခဲ့ပြီးတော့ကက်ထရီနာကိုလေငှက်ဆပြုတ်လို့ပါရီကန်ကောင်းစွာနဲ့ပဲအလမ်ကအကူအညီပေးပြီးအဲ့ဒီလူကိုပြစ်ခတ်လိုက်ပါရီသူလဲသွားတဲ့အထိဆက်တိုက်ပြစ်ပါရီဒါပေမဲ့အလမ်ဟာသူ့ကိုတွားစစ်ဆေးတဲ့အခါမှာတော့ရုတ်တရက်အဲ့ဒီလူကပြန်ရှင်လာခဲ့ပြီးတော့မီးလောင်ဆက်ကိုထုတ်ပါရီကန်ကောင်းတာကသူတို့နှစ်ယောက်မီးလောင်မခံရခင်ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါရီဘရူနိုနဲ့ဘရိုင်ယမ်တို့တနေရာမှာရှိနေကြတဲ့အချိန်မှာဘရူနိုက ဘရန်ကိုသူဟာမြောက်ကိုရီးယားအတွက်စပိုင်လုံနေတာဖြစ်ပြီးတော့ဟန်ဒါဆန်အတွက်မဟုတ်တဲ့အကြောင်းပြောပြပါရင်းသူက project တွေဆော်ဝဲစတန်တွေကိုမြောက်ကိုရီးယားစီရောင်းစားမယ်လို့ချိန်ချောက်ပြီးတော့ဘရန်ကိုဆော်ဝဲစတန်တွေဘယ်မှာရှိတယ်လဲဆိုတာပြောခန့်လိုက်ပါရင်းဘရန်စီမှာရွေးချယ်စရာမရှိတဲ့အတွက်ဘရူနိုကိုဆော်ဝဲစတန်ရှိတဲ့မှတ်တမ်းတိုက်စီခေါ်တွားရပြီးတော့အဲ့ဒီဆော်ဝဲစတန်တွေကိုပေးပါရင်းအလန်ဂရီတာနဲ့တာဘင်တို့တယောက်နဲ့တယောက်ပြန်ဆောင်ကြပါပြီး သူတို့ဟာကိုရောင်ထေကစစ်သားဝေဟာဖန်တီးဖို့အတွက် project တွေစမ်းသပ်မှုရဲ့တစိမ့်တစ်ပိုင်းဖြစ်တာကိုသိလိုက်ရပြီးသူတို့အရင်ကတတ်ခဲ့တဲ့စစ်သားဝေပျောက်ဆုံးနေတာကိုလည်းတွေ့သွားတဲ့အခါမှာတော့အဲ့ဒီအချက်လက်ကအတိဖြစ်သွားခဲ့ပါပြီးတစုံတစ်ယောက်ကသူ့ကိုရွှေ့သွားတာဒါမှမဟုတ်အန်အော်ဖွဲ့ရပြန်ရှင်းလာတာလည်းဖြစ်နေပါပြီဘရူနိုကလက်နက်တွေအပြည့်အနဲ့ထားထားတဲ့အခန်းတစ်ခုကိုမတော်ဆတွေ့သွားခဲ့ပြီးတော့အဲ့ဒီအထဲကလက်နက်တစ်ခုကိုယူပါပြီး Brian ကတော့ Bruno သူ့ကိုတတ်မယ်လို့ကြောက်တဲ့အတွက်ထွက်ပြေးသွားပါပြီးအဲ့ဒီအချိန်မှာသူတို့ကအတန်ချဲ့ဆက်ကနေ Henderson ရဲ့အတန်ကိုကြားလိုက်ရပါပြီး ရုတ်တရက်ဆိုသလိုပဲဟန်ဒါဆန်ကသူတို့ကိုအချိန်အတော်ကြာနောက်ရောက်ခံနေခဲ့တာဖြစ်ပြီးတော့ကိုရောင်ထဲမှာလည်းရှိနေခဲ့ပြီးဖြစ်တဲ့အကြောင်းပေါ်လာပါပြီ။သူကအပေါ်ကနေကြီးရှုနိုင်တဲ့ CCTV ကင်မရာကိုတုံးပြပြီးတော့ကက်ထရီနာတာဘဲနဲ့အလန်တို့ကိုရောင်ကလွတ်မြောက်ဖို့အတွက်လမ်းကြောင်းရှာနေအောင်ကူညီဆပြုလာခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲဘရိုယမ်ကအခန်းတစ်ခုထဲမှာရှိတဲ့သူ့ရဲ့ဆိုဗီယက်ယူနီဖောင်းအဟောင်းကိုလာယူပါပြီ။ တာဘေကက်ထရီနာနဲ့အလန်တို့အထဲကနေလွမြောက်ဖို့အတွက်လမ်းကြောင်းရှာနေတုန်းစူပါစစ်သားဝင်နဲ့ဝန်းရံခံခဲ့ပါပြီကန်ကောင်းတာကဘရန်ယမ်ရောက်လာခဲ့ပြီးသူတို့ကိုလုံခြုံတဲ့အခန်းစီခေါ်တော့ပါပြီဘရန်ယမ်ကဘရူနိုဟာသူတို့ကိုတိစဖောက်ခဲ့ပြီးတော့ project တွေဆွဲဆက်တန်းတွေကိုမြောက်ကိုရီးယားစီရောင်းစားဖို့အတွက်စီစဉ်နေတဲ့အကြောင်းပြောပြပါပြီသူတို့စီမှာရွေးချယ်စရာမရှိတော့တဲ့အတွက်ဘရန်ယမ်နဲ့လက်တွဲဖို့သဘောတူလိုက်ကြပါပြီသူတို့ကတာဝန်တွေခွဲယူလိုက်ကြပြီးဘရန်ယမ်ကဟန်ဒါဆန်ကိုလိုက်ရှာမယ် တာမေကဘရူနိုကိုချီအားခံပါပါကန်ထရီနာနဲ့အလန်ကရောကိုတောင်ကိုဖောက်ခွဲဖို့ပောက်ကွဲဆရာဝေးအစဉ်သင့်ပြင်ဆင်ကြပြီးအလုပ်ဒီကိုခွဲကြပါရီအတူချုံပြောမယ်ဆိုရင်ဘရိုင်ယမ်ဟာထိန်းချုပ်ခံမှာဟန်ဒါဆန်နဲ့ဆုံပါပြီဒါပေမဲ့သူစီမှာတနတ်မပါလာလို့ဟန်ဒါဆန်ကဘရိုင်ယမ်ရဲ့မျက်နှာကိုတနတ်နဲ့ချိန်ဖို့မဖြစ်ခဲ့ပါဘူးသူကတနတ်ကိုချက်ချင်းထုတ်ပြီးတော့ဘရိုင်ယမ်ကိုစမ်းတက်ခန်းစီခေါ်သွားခိုင်းပါရီဘရိုင်ယမ်ကသူ့ကိုလူဝေအားစူပါစစ်သားဝေးပြောင်းလဲပေးနိုင်တဲ့ထူးဆန်းတဲ့စက်ကရီယာတစ်ခုရှိတဲ့စမ်းတက်ခန်းစီခေါ်တော့ပါရီ တာမေကနောက်ဆုံးမှာဘရူနိုနဲ့တွေ့ဆုံမှာပြီးတာမေဟာသူ့ရဲ့အမှန်တရားကိုတိပြီးတော့ဆက်လိုက်နေတာတိသွားလို့ဘရူနိုကတနတ်ထုတ်ပြီးတော့ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါပြီးအဲ့ဒီနောက်သူတို့ကတိုက်ခိုက်ကြပါပြီးတာမေဟာနောက်ဆုံးမှာတော့ဘရူနိုကိုအနိုင်ရသွားခဲ့ပါပြီးရုတ်တရက်ကတ်တရီနာရောက်လာခဲ့ပြီးဘရူနိုကိုတနတ်နဲ့ချိန်ထားပါပြီးအဲ့ဒီအချိန်ဘရူနိုက အာအင်ရှိနေစွာနဲ့ကက်ထရီနာစီကနေတနတ်ကိုလမ်းယူပါရီဘရူနိုနဲ့ကက်ထရီနာတို့ဟာမြောက်ကိုရီးယားအတွက်လိုအပ်လုတ်ကိုက်နေတာကြားပြီးစွာပေါ်လာခဲ့ပါရီသူတို့ရဲ့တစ္ဆာဖောက်မှုကိုခံစားလိုက်ရတဲ့တာဘေဟာအဲ့ဒီကနေချက်ချင်းပဲထွက်ပြေးလိုက်ပါရီဒီအချိန်ဟန်ဒါဆမ်ကအခန်းထဲကနေစန်တက်ရီဆက်ကိုတမင်တကာဖြန့်ပြီးတော့စူပါစစ်သားကနိုးထလာပါပြီစူပါစစ်သားဟာဘရိုင်ယန်ကိုဆိုဗီယက်ယူနီယံအဖွဲ့ဝင်အဖြစ်မြင်ပေမဲ့ဟန်ဒါဆမ်ကတော့သူ့ရဲ့ area ထဲကမဟုတ်လို့ချက်ချင်းပဲတိုက်ခိုက်ပါရီစူပါစစ်သားကဟန်ဒါဆမ်ကိုလေငစ်ပြီးတော့ဆက်ထဲကိုထိုးထဲပါရီ ဘရိုင်းဟာတာဘင်နဲ့အလန်တို့နဲ့ပြန်ဆုံတွေ့ပါပြီးတာဘင်ကကက်ထရီနာနဲ့ဘရူနိုတို့ဟာမြောက်ကိုရီးယားနဲ့လက်တွဲပြီးတော့သူတို့ကိုတစ်ဆာဖောက်ခဲ့တဲ့အကြောင်းပြောပြပါရီး project တွဲ file တွေကအခုချိန်ထိဘရူနိုရဲ့အလက်ထဲမှာရှိနေသေးလို့ဘရိုင်းနဲ့အလန်တို့ဟာကိုရောင်ကိုဖောက်ခွဲပြီးဘရူနိုနဲ့ကက်ထရီနာနဲ့ project တွဲစစ်သားအလုံးကိုဖယ်ရှားဖို့ကြံစီပါရီးတစ်ချိန်တည်းမှာပဲတာဘင်ကကိုရောင်ကနေထွက်ပြေးရန်ရွေးချယ်ပါရီး Brian နဲ့ Alan တို့ဟာစူပါစစ်တောင်းဝီပြည့်နေနေကြတဲ့အခန်းထဲကိုဝင်သွားကြပါရီး ဘရိုင်းမှာစစ်သားဝီစီရှောက်သွားပြီးတော့အလန်ကအရင်ကထားထားတဲ့ဘုံကိုစစ်သားဝီရဲ့အရှိမတင်ဖောက်ခွဲဖို့ပြင်ဆင်ပါရီဒါပေမဲ့အဲ့ဒီအချိန်ဟန်ဒါဆန်ကိုအရင်က နေနင်းခဲ့တဲ့စူပါစစ်သားဟာဆိုဗီယက်ဗိုလ်မှူးတယောက်နဲ့အတူရောက်လာခဲ့ပါရီဗိုလ်မှူးကလည်းစူပါစစ်သားဖြစ်သွားပါပြီဒီစူပါစစ်သားဝီကတက္ကပါလုံးအတွက်ချင်းချောက်မှုဖြစ်နိုင်တယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာ ဘရိယမ်ကဘုံကိုဖောက်ခွဲပြီးတော့သူ့ကိုရိုင်းဆက်သေးလိုက်ပါရီအလမ်ကလည်းသူနဲ့အတူပောက်ကွဲမှုကြောင့်တိတ်ဆုံးသွားခဲ့ပါရီပောက်ကွဲမှုဟာကိုရောင်တစ်ခုလုံးကိုပြန့်နှံ့ပြီးတော့ကက်ထရီနာဘရူဒွန်တို့ကလည်းတိတ်ဆုံးခဲ့ပါရီတာဘေကတော့ရေထဲခုန်ချလိုက်တာကြောင့်အသက်ရှင်ခဲ့ပါရီကိုရောင်ပြက်စီးသွားပြီးရနောက်တာဘေကရေစင်းပိုက်လိုင်းကနေလွတ်မြောက်သွားပါရီသူမတိတာကတော့စူပါလူတာဖြစ်သွားတဲ့ဟန်ဒါဆန်ဟာကိုရောင်အပြက်စီးဝေးကြားကနေပြန်ထွက်လာခဲ့တာပါကြီးစုပြပြိဋ္ဌာန်များအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ